ဒရိုက်တာရဲ့ creation ကိုဒီကားမှာခုနကပြောတဲ့တရက်ကဘာလို့တရက်မပါလဲဒရိုက်တာဟိုကလည်းဟိုက production site တွေအရင်ကောင်းလို့လားမသိဘူးခွန်းတခါလေဒရိုက်တာဆို shooting နေရအရင်ကြက်နေလို့နင်တို့မပါရဲ့လို့ပြန်မှလာဆင်းမပြန်ဘူးဆိုစကားနဲ့ပြီးတော့အဲ့လိုဒရိုက်တာခွဲလို့မရအဲ့ချိန်မှာပို့ပို့ပြီးတော့အုပ်စုလိုက်ကြီးပေါင်းမျိုးယူသွားဒါကြောင့်တော့ခက်ခက်နောက်ပါရဲ့ဒရိုက်တာယူနေစုပေးလိုက်တာအခုတော့ဒရိုက်တာယူတိုင်းဖြစ်ပြီလို့ဆိုတော့တကယ် drum ကိုစိတ်ဝင်စားတယ်ဆိုတော့ drum သေးရတော့အဲ့လိုတစ်လနှစ်လလောက် တွေရတဲ့တင်လိုက်သေးတယ်နောက်ကြတော့ဒုတ်တေရန်ကျတော့ဒုတ်ဘိုးနဲ့မကိုက်လို့တဲ့အကိုကအေးမတင်တော့ဒါဒီ character ဒီကားထဲမှာတီးရီကမအေဂျင့်ဆိုတဲ့ကမ္ဘာလေးနေရာနေပြောဆောင်ထားပါတယ်မအေဂျင့်ဆိုတာဒီလိုနာမည်ကိုဒါခွဲချမ်းပြီးစိတ်ပြာမိနေတယ်မအေဂျင့်တော့မအေဂျင့်တော့ကမ္ဘာလေးတယောက်ပေါ့လောလောကျွမ်းကျွမ်းလေးပေါ့ ဆိုတော့တရုတ်နာမည်ကတော့အားလောင်ပါတော့။ဟုတ်လား။နောက်တာပါ The My Agent ဆိုတဲ့ character လေးအနေနဲ့တီးတိုးဆောင်ထားပါတယ်။ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒါ director လည်းရှေ့မှာမိတ်ဆက်ပေးသွားရဲဆိုတဲ့ကြောင့်မျိုးတီးတို့တရေမပါတဲ့တရေကပေါ့နော်။ဟုတ်တယ်ဆိုတော့အကိုတို့အကောင်းလိုက်ကြီးပြူပြဲပြဲကြီးတော့မြင်ရမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့စိတ်လှုပ်ရှားစရာကြောက်စရာတစိမ့်စိမ့်နဲ့တွေးပြီးတော့ဘာတွေဖြစ်နေရလဲဘာတွေလဲဆိုတာမျိုးစဉ်းစားပြီးတော့လာဝမယ်ကာမျိုးလေး။လောင်ရင်းကြောက်ရမယ်ကလေနော်။မေးကြည့်အောင်ဘာလို့မခေါ်ရလဲမသိဘူး။ writer ဟိုကလေဟိုက production site တွေအရင်ကုန်လို့လားမသိဘူးကိုယ်ဒါ writer ရဲ့ creation ကိုဒီကားမှာခုနကပြောတဲ့တရက်ကဘာလို့တရက်မပါလဲဆိုတာကဒီကားလေးကိုယုံမှလာကြည့်လို့ရှိရင် သိရပါပါဒီတော့ဒီကအပိုင်းက main ပိုင်းက3ပိုင်းပေါ့နော် main 3ပိုင်းမှာမှာဒီတော့ဘယ်ဘာကြောင့်တို့ကဘလို့ဘလို့ဆက်ဆက်နေရလဲဆိုတာကတဖြည်းဖြည်းနဲ့အဆုံးသတ်မှသိလာပါလိမ့်မယ်ကြည့်ရပါတော့ညီမတို့ဒါစပြီးတော့ရိုက်ပြီးကလေးကအရန်ကုန်မှာဒီကားယုံတရားဖို့ဒီလိုမျှော်လင့်ခဲ့ရတယ်စူးစမ်းခဲ့ရတယ်စူးစမ်းခဲ့ရတယ်ဆိုတာကဒီတော့ကြောင့် emotionally invest ပေါ့နော်ဘာလို့လဲဆို producer တွေ director တွေကကြာတော့ယုံမော်တကယ်ရောက်ဖို့တို့ကအရန်စူးစမ်းရတယ်လို့ဒီတော့ကြောင့်စိတ်နစ်ပြီးတော့ တခုခုတရင်ကြရင်အတင်ရတော့မှလားအတင်လို့ရပြီလားဘလို့လဲဆိုဒါမျိုးနဲ့ရင်ခုန်ပြီးတော့တင်းရုံလဲစိတ်မောခဲ့ရတဲ့နေ့ရက်တွေပေါ့ဒီဟာတော့ဒါအခုမှအလုံးကြီးရင်မထက်အလုံးကြီးကြာသွား အာဒါတီးတို့တကယ်အခုချိန်မှာလူငယ်တွေအကုန်လုံးရရဲ့ဝဝနဲ့ဒီလိုမျိုးဆင်တင်ပေးတာကို writer ကောနောက် writer နဲ့တီးတို့ကိုယုံကြည်ပေးတဲ့ production ဒီ duet production ကိုတီးတို့ကတော့ဒါတကယ်ကျေးဇူးတင်ပါတယ်။ဘာလို့တီးတို့လည်းဟိုတီးတို့ဘွားရဲ့ဒါ turning point တစ်ခုဒီ career ရဲ့ turning point တစ်ခုတီးတို့ဖြစ်ရှင်နေဖြစ်ရှင်နေလူလဲတတိထားမိစေခြင်းနဲ့လူတွေကိုလည်းတီးတို့ဒါကြီးလုံနိုင်ပါတယ်ဆိုတော့တီးတို့ပြချင်တယ်။အဲဒီတော့ကြောင့်မလို့အခွင့်အရေးပေးတဲ့ဟာတော့တို့လည်းတတိရှိရပါဘော။တို့တတိရှိတဲ့နောက်ွယ်မှာတီးတို့ကကြောင့်အားရှိရပါဘော။ဘာတီးတို့ဆိုဒီကောင်မှာတီးတို့ကလေဟို စိတ်ပိုင်းဆိုင်ရာအပေးမှုရတဲ့တော်ရံများရယ်ဘာလို့လဲဆိုတော့တီးရိုးဆိုတီးရိခံပြီးလဲနောက်နေသူများရေးရိုက်နေပြီဆိုတီးရိုးသွားရယ်သွားပြီးရင်အတားချင်းချင်းဘာလို့လဲတကယ်တော့နောက်ွယ်မှာရေလိုလားတိလားတ िश ူးလိုလားချွေးထွက်နေတာအဲ့ဒါမျိုးလိုက်ကြည့်ပေးပြီးတော့အကုန်လုံးတီးရိုးအပြင်မှာကွာတီးရိုးပေါင်းတင်းနေတဲ့ group ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုလေးလုပ်ဖြစ်တယ်ပေါ့နော်တခါလေး driver ဆို shooting နေရအရန်ကြက်နေလို့နင်တို့မပါရဲလို့ပြန်မှလာနေမပြန်ဘူးဆိုတော့အဲ့လိုမျိုး emotionally တီးရိုးအရန်ကိုမှတယောက်နဲ့တယောက်က ဒါဟိုခင်ရတယ်မောင်နှမရေတို့ပဲဆိုတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာတွေကိုအများကြီးတို့ဒါဒီမှာ connection အများကြီးရှိတယ်နော်ဇာကားတပြီးတော့အဲ့လို rider ခွဲလို့မရအောင်အဲ့ချိန်မှာပို့ပို့ပြီးတော့အုပ်စုလိုက်ကြီးပေါင်းမျိုးယူသွားအဲ့လိုဆိုတီရာမြဲလဲဒါဟိုတွေးပြစ်တယ်ပြင်ထွက်ပြစ်တယ်ပြီးတော့ကိုဖြစ်တာရေကိုကျောင်းကရေပြဿနာရေလဲမိန်းကလေးဒီထဲမှာပိုင်းမိန်းကလေးရေအချင်းချင်းဒါကိုကြီးဖြစ်တယ်ရိုင်းမင်းဖြစ်တယ်ဆိုတော့ဒီတော့ကရဲမှာညီမတွေမမတွေ လိုမျိုးဖြစ်သွားတာပေါ့နော်ဆိုအဲ့ဒါတတိယအတွက်ကဒါကောင်းတဲ့ writer ကိုလည်းဟို writer တော့ခက်ခက်နောက်ပါရဲ့ writer U တွေစုပေးလိုက်တာအခုတော့ writer U တိုင်းဖြစ်ပြီလို့ဆိုတာမျိုးပေါ့တခမ်းပါရဲ့ဒါပေမဲ့ပြောလိုက်ရင်ကျတော့လည်းခက်တာ spoil ဖြစ်သွားမှာဆိုပြောလို့မရအဲ့တခမ်းအောင် theory ကဟို theory အများကြီး theory လုံးမယ်ဆိုပြီးတော့စဉ်းစားထားရဲ့ဇညွန့်ရရဲ့အချိန်မှာဒီအရင်ငါဒီခါတော့ငါဘယ်လိုတေးဥဆောင်မလဲငါဘယ်လိုမြင်နေဘေးလုံးမလဲငါဘယ်လိုစိတ်ထဲမလဲဒါမဲ့လေတကယ်တမ်းအဲ့ဒီခံအောင်စင်းမွန်ရောက်တဲ့အချိန်မှာ writer က तू က ဒီ Tiro character အကောင်လုံးမရွေးခင်မှာသူဟာသူဘာလုံးနိုင်လဲသူ့ရဲ့ um point တစ်ခုကဘာသူဘလောက်ထိသူလုံးနိုင်နေဆိုတာ writer ကောင်းကောင်းသိရတဲ့ Tiro ဒီ character တွေတာဝန်ပေးခဲ့တယ်ပေါ့နော်အဲ့တော့သူကဒီစဉ်းစားထားတာရင်းနဲ့အဲ့ချိန်မှာကွာအဲ့စင်းကိုတိကျဆောင်မှုဒီခေါင်းထဲမှာစဉ်းစားထားတာရင်းနဲ့လက်တွေမှာဘာမှဖြစ်မလာဘူးထပ်တူမကြအောင်ဒီအဲ့ချိန်မှာတီးနည်းနည်း stack ဖြစ်တယ်နည်းနည်း stack ဖြစ်တဲ့အချိန်မှာ writer တီးရောစကားလေးပြောရင်းနဲ့သူတီးရောအကြောင်းတစ်ခုလေးကိုသူပြောလိုက်တဲ့အချိန်မှာအဲ့မှာလုံးအောင်မှာ တီးလိုချင်တယ်တီးစဉ်းစားထားတယ်ဆိုတာထက်ပိုကောင်းတဲ့ရလက်တခု on screen ပေါ်မှာတီးကိုကိုယ်တိုင်မြင်လိုက်ရတယ်ပေါ့နော်ဆိုတော့အဲ့အခန်းလေးတစ်ခန်းတော့ရှိတယ်အဲ့အတွက်ကိုလည်းဒီကိုကိုကိုလည်းသဘောကျတယ်ပေါ့ကိုကိုကိုဒရိုက်တာကိုလည်းဒါကျေးဇူးတင်တယ်ပေါ့ဒါလည်းမပါပါပဲဒီအတီးတီးအဲ့ခန်းဒီတွေးထားအများကြီးရတယ်ဒါပေမဲ့ခုနပြောဆိုလက်တွေ့မှာမဖြစ်လာဘူးဒါပေမဲ့အဒရိုက်တာရဲ့တင်ပြမှုဒရိုက်တာရဲ့ TV ပေါ်မှာယုံကြည်မှုကအဲ့ခန်းကိုတီးစဉ်းစားထားတဲ့ဟာတက်ပိုကောင်းစေပါတယ်ပေါ့ တွေ့တယ်တွေ့ပြီးတော့တီးတော့မနေ့ကဆိုနေ့ညအောင်တွေ့တယ်အများနဲ့တွေ့ပြတယ်အဲ့လိုအနှစ်ပတ်တစ်ခါလောက်ဆိုအများနဲ့တွေ့ပြတယ်တွေ့ပြီးတော့သွားစားတောက်ကြရတယ်တီးတော့စားကျင်တဲ့သွားတောက်ဆိုင်လေးရှိရင်သွားစားကြရတယ်အာပြီးရင်တီးတော့အများနဲ့တွေ့နေကြနေရာလေးရှိရဲမှတွေ့ကြရတယ်အဲ့လိုမျိုး ောင်းလာညီမရေလို့ဖြစ်နေပြီပြောလို့အပရက်ရှိုးလာမယ်ဆိုလည်းဟဲ့ဘာဝေးကြမှာလဲအာငါမှတော့ဒါရှိရနေယူမယ်မလားနေမှာပါရှိရငါတို့ဝေးကြမယ်ဆိုတော့အဲ့လောက်ထိဟိုတနေ့အောင်နောက်နေတယ် behind the scene ကိုလို့အာဒီလို pressure တက်တဲ့ behind the scene အဲ့လို main ကလေးတွေပဲဝေးစားဖို့တာကိုတင်းအောင်မှပိတ်သက်တွေကြည့်ကျင်ကြမှာလို့ဆိုပြီးတော့နောက်နေတာတယ်ရှိတယ်အဲ့လိုဒီလိုအဲ့လိုကိုယ့်ဟာကိုယ်ကိုကင်မရာထောင်လိုက်ရင်ကို auto ရီးစရာဖြစ်နေရောအများကြီးကပြတာတွေပါတယ်တော့မလုပ်တတ်ဘူးကလည်းမကတတ်ဘူးဆိုတော့ဒါပေမဲ့ ဲ့လိုဟာတာတွေကတော့အများဖြစ်နေရောအဲ့ဒီ moment လေးတွေတော့ရိုက်ပြီးတော့အမတ်တရအနေနဲ့တင်ဖြစ်ပါတယ်ဟော TikTok ကဒါတီးတော့အခုချိန်မှာဆိုအရန်ကိုမှတုံးလို့အဆင်ပြေနေတဲ့ platform တစ်ခုပေါ့နော် platform တစ်ခုလူတွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ platform ဆိုတီးတို့လည်းကြံနေရလို့တော့မရဘူးနောက်တစ်တီးရကြတော့ဒီဘက်မှာလည်း live sign blogger influencer အနေနဲ့လုပ်တဲ့အခါမှာဒီဘက်ရဲ့ဟာလေးကိုဒီတင်ပြတာပေါ့အဲ့တော့ပုံမှန်လေးတော့မြင်နေရတာပေါ့ဟောမင်းညီမကသာကခိုင်းတော့မလည်း blog မှာပဲညီမအောင်အာနာဆရာကြီးဖြစ်ကုန်မပြတ်မေကြနော် တစ်ခါတစ်ဖက်လုံးအဲ့လိုမျိုးဆော့ပြီးတော့ကတာရှိတယ်။ဒီထဲမှာပါရစောင်းကြီးရတော့အကနဲ့တော့အရင်တော်တော်တော်တာအရင်ကဝင်လာဒီလောကရဲ့ဆိုစောင်းကြီးအဲ့ချိန်မှာအကုန်လုံးအဲ့ဗီဒီယိုတစ်ပုဒ်ကိုကဖို့တင်ပေးရကွာအကွက်တွေတင်ပေးတင်းနေတယ်ဘာလို့စောင်းကြီး ပါဇက်ကနေပြီးအကွက်တည်းတော့အဲ့လိုချပြီးတော့ကတယ်။သူကမှန်ငယ်ကျန်တဲ့လူတွေကတော့သူတလောက်တင်နေအောင်တလွဲစီ။အပိသက်တွေအောက်မှာရေးကြရဲ TikTok ကဟိုခင်ရတဲ့လူတွေကတော့အမားတို့တွေဟိုတဲ့နေမှာပွဲရှင်ငားမယ်နော်။အဲ့လိုအလွဲတွေပဲကပေးတယ်။အဲ့ဒါကြောင့် driver နောက်နေနေငါမင်းမဆက်မလို့ရင်တော့နေလေကတော့မှာလို့တော့ဒါကတော့ကလေးကတော့လောလောဆယ်မှာစမ်းတီးပြလာလောက်ကြမယ်ဆိုတာတော့သူလည်းဝင်းစော့ကြီးရဲ့တဘောဒါပေမဲ့အခုချိန်မှာတော့အားမပေးပါဘူးဘာလို့လဲဆိုတော့ပညာရေးဝင်မယ်ဒါအားထားနေနေပိုင်းဆိုတော့ အံပေါ်တော့ဟိုသူ comfortable ဖြစ်တဲ့နေရာလေးမှာဒီလိုဒီလိုမျိုးအတူရင်းနေရာဆော့ကြတာဘောမှာဟိုကပါရင်မပါတော့ကကတဲ့ကိစ္စနဲ့တချင်းဆွဲကိစ္စပဲဟိုဒီလှုပ်ဆောက်လို့တော့ဒီ Gary Bankain 2008မှာအဲ့တော့ Gary Bankain ကဆို Gary Bankain ပြီးတော့ဒီလိုဒါတချင်းဆိုဖို့တွေပါလေဒါပြောကြတယ်အရင်အားနာပါလေဘယ်လိုညင်းလို့ရမလဲညင်းရမလဲဒီစကလုံးပေါင်းများစွာနဲ့ညင်းခဲ့တယ်ဘယ်လိုလဲဆိုတော့ အခုလည်းလာကြည့်ရပြိဿတွေကိုအားမနာဘူးလားညီမအားနာတယ်လို့သူကကုတ်ပိုင်း message ရှောင်းကိုနားထောင်နေတယ်မပါဘူးအဲ့လိုပြီးတော့အဲ့လိုအတန်နဲ့ပတ်တိုင်နေကိုကိုကိုတိတ်ပြီးတော့သဘောကျရလို့မဟုတ်ဘူးပေါ့နော်ဆိုရတဲ့ကြာမှာတတ်တလုံးဆိုတော့နေနေတော့မြင်ရမှာမဟုတ်ပါအားမနာဘူးနော်အားမနာတတ်ဘူးတိတ်ထဲမှာနေပြီးတော့ကွယ်အားမနာဘူးကောင်းပါလေဟုတ်ကဲ့သူ့လည်းသူလည်းတင်မင်းကိုစ조사ပါသေးတယ်သူလည်းအားစိတ်စင်ရပါလို့တင်တော့ လက်ရှိတော့လိုက်တယ်ဒါဒီလိုပါငငယ်တော့ကြာတော့ဒီလိုကတူကအိမ်မှာဘန်လောက်တော့စတူဒီယိုလက်ရှိတော့ဒီကဘာဟိုလိုဘာတင်ကားမှာဒါပေမဲ့ဒီက drum ကိုစိတ်ဝင်စားတယ်ဆိုတော့ drum သေးရတော့အဲ့လိုတစ်လနှစ်လလောက် တွေရတယ်တင်လိုက်သေးတယ်နောက်ကြတော့ဒုတ်တွေအရန်ကျတော့ဒုတ်ဘိုးနဲ့မကိုက်လို့တဲ့အကိုကပေးမတင်တော့အရန်ပြင်းလို့ပေါ့တကယ်မရလို့စိတ်တုံပြီးတော့စောင်းစောင်းချမ်းနေဒုတ်ကျိုးကအာဒီချိန်မှာတော့ကလေးကတော့လက်တဆန်နေပြေပါအာသူကဖြစ်ချင်တာလေးသူစမ်းလုပ်ကြည့်တယ်သူကတော့သူလည်းဒါရှောင်ပေတွေးကြည့်သေးတယ်ရင်မဟုတ်သေးတော့ဒီကတော့ပညာရေးကိုပဲဒါအားပေးသေးတယ်ဟုတ် နီးတို့လည်းအခုချိန်မှလေဆာမွေးအောင်ဖို့စောင့်နေရတဲ့လူငယ်တွေလိုပါပဲဒါကြောင့်မလို့တီးတို့ဆာမွေးကိုဂုံးလေးသားနဲ့အောင်ချင်ပါတယ်အဲ့တော့ဟိုဟာလေချီလုတ်လို့ရတဲ့မိကွန်းလေးတွေလာပေးသလိုပဲလာကြည့်ကြပါလားလို့တောင်းမှန်တယ်ဆိုတော့တောင်းလာကြည့်ကြပါ request လုပ်ပါတယ်ဆိုတော့စကားထက်ပို့လို့ရှိရင်ဒီပြောချင်မှလေဒါပေမဲ့တီးတို့လူငယ်တွေအကုန်လုံးစူးစမ်းထားတာကိုကြည့်လိုက်လို့ရှိရင်တကယ်ကိုတစ်ခုခုတော့အသေးစမ်းနေနဲ့ရောတစ်ခုခုတယောက်ယောက်လူတိုင်းရင်ထဲမှာတစ်ခုခုတစ်ပုံစံနဲ့ကြံခဲ့မယ်ဆိုတာကိုတီးပြီး တကယ်ယုံကြည်ပါတယ်အဲ့တော့ကြောင့်မို့တီရိုးကိုဒါအပေးကြပါလို့ခုနှစ်ရက်နေပေါ့နော်ရုံစတင်ပြီတောက်ကြစနေနေ့နေ့ပြီးတော့ first day first show ကရန်ရေးကြည့်အတွက်တောက်ကြနေ့ညကိုတီရိုးချိန်နေနေ့လောက်ဖွဲ့ပေးပါလို့ဒီ fellows မှာ